အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့နေသားလိုက်ညော်ရီနေ့နံလိုက်ကန်တဲ့နဲ့ပတ်စံအယောင်လေးတွေကိုမြောက်ပေးมาဖြစ်ပါတယ်အဲ့တော့ဒီကတော့ခနန်းပီတင်အရာကန်တဲ့နဲ့ပတ်စံအယောင်ပေါ့နော်အဲ့တော့ဘလို့ကိုင်းမဆိုမစ်စီမြတ်ကအီအင်္ဂလိပ်ရဲ့ဘယ်လာပါပဲဖြစ်ဖြစ်တော့တရက်တို့၁၀ရက်တို့၁၉ရက်တို့၂၈ရက်တို့စပြီးဒါတို့ တက္ကနံကိုခေါ်ပါရနော် တက္ကနံသမားများနှစ်ကနံသမားများသုံးကနံသမားများလေးကနံသမားများငါးကနံ၆ကနံ၇ကနံ၈ကနံ၉ကနံပေါ့စပြီး၉ကနံထိမြောက်ပြီးမှဖြစ်ပါတယ်။ Okay ဒါဆိုပထမဆုံးအနေနဲ့တက္ကနံများကိုအရင်မြောက်ပြီးမှဖြစ်ပါတယ်။တက္ကနံများတွေကတော့ခုနပြောလိုပဲတရက်တရက်နေ့မွေးတဲ့မိတ်ဆွေများ၁၀နေ့မိတ်ဆွေမွေးတဲ့မိတ်ဆွေများ၁၉ရက်20ရက်မွေးတဲ့မိတ်ဆွေများကတော့အယောင်နေနဲ့ပတ်စံအယောင်ပေါ့နော်။ချွေအောင်အဝါအောင်အဲစပြီးအယောင်လေးကိုကင်သိပါတယ်။အဲ့လားလေးကင်မယ်ဆိုလို့ရှိရင် အဲ့တော့တိကသမများကငွေဝင်မဲ့လက်ရွှေစီမှာဖြစ်ပါတယ်ဗျအဲ့တော့နိကသမများအဲ့တော့နိကသမများများတော့2ရက်17ရက်20ရက်တို့အဲ့ဒီနေ့မှာမွေးတဲ့မိတ်ဆွေများကအစိမ်းရောင်တို့မို့အဖြူရောင်ကင်ပြရမှာဖြစ်ပါတယ်ဗျအစိမ်းရောင်အစိမ်းရအစိမ်းရအစိမ်းဖြော့စပြီးအစိမ်းစုပြီးတာပဲအားလုံးကင်လို့ရပါတယ်အဖြူစုလည်းစင်စွဲပါညာအကုန်ရတယ်နော်ဒါဆို3ရက်နေ့မွေးတဲ့မိတ်ဆွေများ အဲ့တော့အင်္ဂလိပ်ရဲ့ဘယ်လမှာပဲဖြစ်ဖြစ်၃ရက်နေမွေးတဲ့မိတ်ဆွေများ၃ရက်တို့၁၂ရက်တို့၂၁ရက်တို့၃၀ရက်တို့မွေးတဲ့မိတ်ဆွေများတို့ခရမ်းရောင်အနီရောင်ကြက်သွေးရောင်ဒါလေးတွေကင်သိပါတယ်ဗျ၃ရက်နေမွေးတဲ့မိတ်ဆွေများ၄ရက်နေမိတ်နေ၄ရက်နေမွေးတဲ့မိတ်ဆွေများလော၄ရက်လို့၃၃ရက်လို့၂၂ရက်လို့၃၁ရက်တဲ့မွေးတဲ့မိတ်ဆွေများကအဖြူရောင်တို့အဖြူဆွတ်ဆွတ်တောက်တောက်လေးကင်လို့ရင်ပိုကောင်းပါတယ်ဗျမွေးဝင်မဲ့လက်ရွှေမဲ့ကံပွင့်မှာဖြစ်ပါတယ်ဗျ ဲ့တော့အင်္ဂလိပ်ရဲ့ဘယ်လမဆို9ရက်မှနေမွေးတဲ့မိတ်ဆွေများဥပမာ9ရက်တို့14ရက်တို့14ဆိုတဲ့တင့်နယ်လေးနဲ့ပေါင်းတော့9ပေါ့နော်9ရက်တို့14ရက်တို့23ရက်မွေးတဲ့မိတ်ဆွေများအဖြူရောင်အဝါရောင်အဲစင်းစိုးရောင်ကင်လို့ရပါတယ်အဲ့တော့စင်းစိုးရောင်အရောင်ဖြော့ဖြော့ပိပိရောင်တော်တော်ပိကုန်ကင်လို့ရရနော်အဖြူအဝါစင်းစိုးကင်လို့ရပါတယ်အဲ့တော့6ကဏ္ဍသမားများဘယ်အင်္ဂလိပ်ရဲ့ဘယ်လမှာဖြစ်ဖြစ်6ရက်မှမွေးတဲ့မိတ်ဆွေများ မှ6ရက်လို့15ရက်လို့24ရက်လို့အဲစပြီးမွေးတဲ့မိတ်ဆွေများတော့အပြာရောင်သုံးဖို့နှင်းစီရောင်ပန်းရောင်ကင်လို့ရပါတယ်ဗျ6ရက်နေမှမွေးတဲ့မိတ်ဆွေများပါနော်ဒါလေးကင်ပေးမယ်ဆိုရင်အဲငွေလဲဝင်မယ်လက်လဲရွှင်မယ်အဲတော့ပတ်စံလေးဝယ်ဖို့စိတ်ကူးထားလို့ရှိရင်ခုနီတိုင်းလေးကြည်ပြီးဝယ်လို့ရပါတယ်ဗျဒါဆိုရင်ကိုယ့်ရဲ့ဘယ်ကဏ္ဍမှာမွေးတာလဲအဲမွေးတဲ့ကဏ္ဍလေးတွေကိုကြည်ပြီးတော့ပတ်စံအောင်လေးလေးကြည်ဝယ်လို့ရပါတယ်ဗျနော်โอเคဒါဆိုရင်ခုနှစ်ခုနှစ်ခုနှစ်ကဏ္ဍများမှာအင်္ဂလိပ်ရဲ့ဘယ်လမဆိုခုနှစ်နေမှာခုနှစ်ရက်နေမှာမွေးတဲ့မိတ်ဆွေများကအစိမ်းရောင် အဖြူရောင်အဝါရောင်အရောင်ဖြော့ဖြော့လေးတွေကန်ပြင်းမှာဖြစ်ပါတယ်အဲ့တော့ခုနှစ်ခဏမများဆိုတော့ခုနှစ်တို့16တို့25တို့ပေါ့နော်အဲ့ဒီနေ့မှာမွေးတဲ့မိဆွေများကတော့အစိမ်းအဖြူအဝါအရောင်ဖြော့ဖြော့လေးတွေတုံးပြန်မှာဖြစ်ပါတယ်အရောင်ဖြော့လေးကောင်းလေးပဲနော်ဟုတ်ပြီဒါဆိုရှစ်ခဏမများအင်္ဂလိပ်ရဲ့ဘယ်လမှာဆိုရှစ်ရက်နေမှာမွေးတဲ့မိတ်ဆွေများတုံးမ16ရက်26ရက်နေမှာမွေးတဲ့မိတ်ဆွေများတော့အနှက်ရောင်တို့ အပြာရင့်ရင်လေးသုံးပြရမှာဖြစ်ပါတယ်အပြာရင့်တော့ခရမ်းရင့်တော့အဲ့လားလေးသုံးလို့ရပါတယ်ရှင်နေမှာမွေတယ်မိတ်ဆွေများအနက်ရောင်တော့အပြာရင့်တော့ခရမ်းရင့်တော့ဒါလေးသုံးလို့ရပါတယ်ဗျအဲနောက်ဆုံးနေနဲ့ကိုယ့်ရဲ့နေမှာမွေတယ်မိတ်ဆွေများအင်္ဂလိပ်လရဲ့ဘယ်လမဆိုကိုယ့်ရဲ့နေမှာမိတ်ဆွေများ18ရက်9ရက်29ရက်ပေါ့နော်အဲ့ဒီနေမှာ အဲ့ရမှာမွေးတဲ့မိတ်ဆွေများတော့အနီရောင်လို့ချက်သွေးရောင်လို့ဆက်ပြီးဒါလေးလေးတုံးလို့ရပါတယ်။ဟာတခါကျလို့ရှိရင်ကျွန်တော်တို့ပတ်ဆိုင်နေရဘာရောင်လို့ဘာရောင်မှမသိဘူးရောင်လေးကစုံးနေတာပဲ။အမျိုးစုံပါတယ်။အဲ့လို့ဆိုရင်ဘလိုရောင်ခေါ်လိမ့်မယ်ဆိုတော့အဲ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 ့တဲ့ကိုထားလိုက်ပြီးအဝေးနဲ့ကြည့်လိုက်ပါ။အဝေးနဲ့ကြည့်လိုက်တော့သူ့အပေါ်ဆုံးအရောင်ကို အဲသူ့ရဲ့အယောင်လို့တတ်မှတ်မှာဖြစ်ပါတယ်เนาะတချို့အယောင်တွေကဘာမှမသိဖြစ်နေတဲ့အဲဒီရလေးလေးကိုကင်ပေးချင်မြဲကျွန်တော်ကငွေဝေလက်ရွှေနေမှာဖြစ်ပါတယ်ပတ်စံရည်နဲ့ဝယ်မဲ့မိတ်ဆွေများလည်းဒီအယောင်လေးလေးကြည့်ဝီးဝယ်လို့ရပါတယ်မြို့သားမြို့သမီးအားလုံးအတူတူပါပဲဗျအဲဒီနေ့မှာလည်းပတ်စံရည်ဝယ်မဲ့ဆိုလို့ရှိရင်လည်းပတ်စံရည်ဝယ်မှာပဲဖြစ်ဖြစ်ကိုယ့်အိမ်ကိုယ့်လက်ရှိထဲမှာပတ်စံကင်နာပဲဖြစ်ကိုယ့်ရဲ့ပတ်စံရည်ထဲမှာပတ်စံလေးလေးဝင်နေဖို့အတွက်ငွေလေးရွှေနေဖို့အတွက်ကျွန်တော်တို့ဒီဆောင်း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 လေးလည်းတစ်ခါလည်းမရောက်ပြေးမှာဖြစ်ပါတယ် အဲဆောင်းရှောင်းလေးကကျွန်တော်ပတ်စံရတဲ့မှာကျွန်တော်တို့ဘောင်ချဖြတ်ပိုင်းအစုတ်တွေအဲကျွန်တော်ဆုံးမိသားပေါ့နော်ကိုယ့်ရဲ့တချို့ချို့ဆိုရှိတယ်ကိုယ့်ရဲ့ဖိုးဘွားမိဘဆရာမစားပြီးအဲ့လိုမျိုးထပ်ဖို့ဟောင်းလေးလေးထူးထူးထည့်တတ်တယ်အဲ့ဒါလေးခဏထုတ်ပေးတာအခဏထုတ်တယ်ဆိုဟိုတခြားနေရာထဲမှာထည့်သိမ်းနာပေးပေါ့နော်အခုကျွန်တော်တို့အဲ့ဟိုကျွန်တော်အသုံးပြုမဲ့ပတ်စံရတဲ့မှာခဏထုတ်ပေးတာဘောင်ချဟောင်းနေအစုတ်တွေဒါမှမဟုတ်ပတ်စံအိတ်ကစုတ်ပြဲနေတာသုံးမဟုတ်ချုပ်ယူပြက်နေတာအယောင်လွင့်ပြီးဟောင်းနှွမ်းနေတာအဲ့ဆက်ပြီးအဲ့ဒါမျိုးလေးဆိုလို့ရှိရင်တော့အစ်စ်လေးလေးလက်ခံသိမ်းပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့သူဘယ်ရောက်မဆိုသူရဲ့တက်တန်းရှိပါတယ်เนาะအဲ့တော့အင်ကြီးမှာလည်းအင်ကြီးတက်တန်းရှိသလိုပစ္စည်းတွေမှာလည်းပစ္စည်းတက်တန်းရှိပါတယ်တခုရဲ့သူရဲ့ပတ်စံရေးမှာလည်းသူရဲ့ပတ်စံအင်ကြီးရဲ့တက်တန်းရှိပါတယ်ပတ်စံရေးတက်တန်းတော့၃နှစ်ထိအဲကျွန်တော်၃နှစ်ထိပေါ့เนาะကျွန်တော်တို့ဘေဒီကနန်းရ၃နှစ်ထိတော့ကန်သုံးလို့ရတယ်အဲ၃နှစ်ကျော်သွားလို့ရှိရင်တော့သူရဲ့အယောင်လွင့်သွားတာအယောင်ပြဲသွားတာဒါမှမဟုတ်ကျွန်တော်တို့ဒီ power လေးကြာသွားတာအဲဒါမှမဟုတ်လည်းချုပ်ရွေးလေးပြီးတာအစားပြေတစ်ခုဖြစ်ခဲ့ရင်တော့လဲပြရမှာဖြစ်ပါတယ် โอเคအဲ့ဒါဆိုလို့ရှိရင်ပတ်စံရည်တဲမှာထင်မှတ်ထားတဲ့အရာလေးတော့အာသိပဖြစ်ပါเนาะဘောင်ချာဟောင်းလေးတွေဘောင်ချာဟောင်းလေးအကျွေးဘောင်ချာလေးကျွန်တော်အပေါင်ဆိုင်ဘောင်ချာလေးစပြီးအဲဘောင်ချာလေးတော့မရောဘောင်ချာလေးတော့မရောလေအဲ့ဒီအပြင်မှာခဏထားပြီး item အမှဘာလေးထည့်မယ်ဆိုတော့ပတ်စံရည်ဆိုတော့ပတ်စံမဲထည့်သင့်ပါတယ်ပတ်စံတို့ Adrian Cut တို့တချို့လဲလက်ဆက်ကတ်တွေထည့်တတ်တတ်တယ် အထည့်ထားလို့ရပါတယ်အခုကျွန်တော်ခုနကပြောလိုပဲလိမ့်ဆက်ကတ်တို့လေတာကြီးဟောင်းတာဆုတ်တာလေးမထည့်တင်ပါဘူးနည်းနည်းတတ်တော့ပြုံလက်လက်တက်တက်လေးထည့်ပြင်မှာဖြစ်ပါတယ်ဗျအဲဒီကလေးရကျွန်တော်တို့ဒီအဲကျွန်တော်တို့ရှောင်းဒီမထည့်တဲ့ဟာလေးပေါ့အဟုတ်ပြီပတ်ဆိုင်တွေမှာဘာလေးထည့်ဆောင်မလဲဆိုတော့ပတ်ဆိုင်တွေမှာကျွေးကျွေးစည်းလေးထည့်ဆောင်မယ်နံပါတ်အာပြိပတ်မှာတော့ပေါ်တယ်မြပြိပတ်မှာတော့စင်နေပါတယ်တုံးတော့လေအဲ့တော့ပြိပတ်မှာတော့ပေါ်တယ်စင်နေပါတယ်တုံးတယ်ကျွန်တော်ပြည်တွင်းမှာတော့ဒီကျွေးစည်းတွေရရှားသွားပြီဆိုတော့ရှင်းလေထည့်ဆောင်ပေး အဲ့တော့မရှိနဲ့ဗာလေးထက်ဆောင်မယ်ဆိုတော့ကျွန်တော်တို့အာထင်းရှူသားလက်ထင်းရှူသားလက်တစ်စစ်ထက်ဆောင်မယ်အဲထင်းရှူသားလက်တစ်စစ်ထက်ဆောင်မယ်ထင်းသားမရတဲ့မိတ်ဆွေများတမာသားလက်တစ်စစ်ထက်ဆောင်မယ်အဲတမာသားလက်တစ်စစ်မရတဲ့မိတ်ဆွေများတော့ဆန်တန်တန်လေး20နဲ့တစ်စစ်ထက်ဆောင်လိုက်မယ်အဲ့အဲ့လေးအကြည့်တဲ့အဲ့အကြည့်တဲ့တို့ဆန်စစ်လေးကောင်းကောင်းလေးတန်တန်လေး20တစ်စစ်ထက်ထည့်ပြီးရောပတ်ဆိုင်နဲ့ထက်ဆောင်တာအဲ့ဒါဆိုရင်ငွေလဲဝင်တယ်လက်လဲရွှင်တယ်လက်လဲခေါ်ပြီးပါတယ်ဗျာ โอเคဒါဆိုရင်အားလုံးပဲကျွန်တော်တွေဒီနင့်နံလိုက်ပေါ့နော်ရက်လိုက်ကျွန်တော်တွေကင်သိတဲ့ပတ်စံအယောင်လေးလည်းတည်ပြီးအပတ်စံတဲ့မှာထည့်ဆောင်မဲ့ဆောင်းအောင်ရှောင်းလေးလည်းတည်ပြီးငွေဝင်လက်ပွင့်ကန်ကောင်းမှုအတွက်ကျွန်တော်တွေထည့်ဆောင်မဲ့ယာလေးလည်းတည်ပြီးဆိုတော့အဲဒါတော့ဆိုရင်ဆင်ပီမီထင်ပါတယ်ဆင်ပီပီတာတွေခက်ခက်ရှိနေတဲ့ခွန်မမမိခဲ့ရေးခဲ့တောင်းခဲ့ပါဗျကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ကျေးဇူးနာစီမင်းနဲ့ကျွန်တော်မင်းစခွန်းနဲ့သားသမီးအားလုံးထူးပဲကျေးဇူးတင်ပါတယ်ဗျအဆင်ပြေလိုက်လိုက်စခွန်းနေပြီအားပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ